အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ1ရက်ညပိုင်းအထိရရှိထားတဲ့ထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခရွန်နိုင်ကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲအတူရောင်ရွေးကောက်ပွဲအတွက်အမက်လောင်းတွေမဲဆွေနေခြင်းရန်ကုန်မှာပောက်ကွယ်မှုတွေဖြစ်တဲ့သတင်းအမက်လောင်းကအဖြုတ်ခံရတဲ့ကိစ္စအမင်းအွန်လိုင်းထံဒေါ်သက်သက်ခိုင်တိုင်ကြားလိုက်တဲ့အကြောင်းရဟန်းပြည်သူတရက်လုံးနဲ့အတူလက်တွေ့မဲ့ဆိုပြီးစစ်တမ်းညှိနှိုင်းမှုမရှိတဲ့အကြောင်းတက်တဲ့ပြလိုက်တဲ့အေး ရွေးကောက်ပွဲနှောင်းချက်တယ်ဆိုပြီးအမျိုးသမီး၅ဦးအပါအဝင်ကိုယ်စီနီးပါးကိုဖမ်းထားတဲ့စစ်ကော်မရှင်စစ်တပ်ရာရှိရင်လည်းပေါင်ပေးတန်လျင်မှာလက်ညှိုးထိုးမြေရောင်းစားနေတဲ့အုပ်ကြီးဖမ်းဆီးခံရတဲ့အခြေအနေကျိုးသမရရှိကိုနိုင်ငံတော်အဆင့်တွစ်ဆောင်ပွဲနဲ့ဆွဲဆောင်ခဲ့တဲ့တောင်ကိုရီးယားအဲ့လိုအထူးခြားဆုံးဖြစ်ခဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ပြည်တွင်းသတင်းတွေကိုအရင်ဆုံးရှုစားလိုက်ကြရအောင်ပါ အတွေ့အုံရွေးကောက်ပွဲအတွက်အမတ်လောင်းနဲ့မဲဆွယ်နေခြင်းရန်ကုန်မှာပောက်ကွဲမှုနဲ့ဖြစ်နေတဲ့တဲ့တင်နဲ့စတင်လိုက်ခြင်းပါတယ်အတွေ့အုံရွေးကောက်ပွဲရဲ့မဲဆွယ်ပွဲတွေအကြီးအကျယ်စတင်လာတဲ့ဂျပန်အတွင်းမှာပဲရန်ကုန်မြို့မှာပောက်ကွဲမှုနဲ့ခက်ဆဲဆဲဖြစ်ပွားခဲ့လို့တင်ရရှိပါတယ်အဲ့ဒီပောက်ကွဲမှုတွေဟာဆင်ရှေဖုံးမျိုးတွေဖြစ်တဲ့ရွှေပောက်ကန်နဲ့ရွှေပြည်တံမျိုးတွေမှာအော်တိုဘာလ30နဲ့31ရက်နေ့တွေမှာဖြစ်ပွားခဲ့ရပါဒီဖောက်ခွဲမှုတွေကိုဂျန်ကိုချေဆိုင်ယူဂျီအဖွဲ့တစ်ခုဖြစ်တဲ့ ရန်ကုန်အာမေကသူနဲ့ပူပေါင်းအဖွဲ့ဝင်တွေကလှုပ်ဆောင်ခဲ့တဲ့အကြောင်းသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘားလ30ရက်နေ့မနက်7:00နာရီလောက်ကရန်ကုန်အာမေနဲ့မာသာဆုံးရန်ကုန် Force အဖွဲ့တို့ပူပေါင်းပြီးရွှေပြည်သာမြို့နယ်ခုနှစ်ရက်ကအုတ်ချုံမှုရှုံးကိုလက်ပစ်ပုံနှလုံးနဲ့တိုက်ခိုက်ခဲ့ရမှာထိခိုက်မှုတွေရှိနိုင်တယ်လို့ဆိုထားပါတယ်။တပံအော်တိုဘားလ31ရက်မနေ့ညစနေ38မိနစ်မှာရွှေပေါက်ကန်ရဲစခန်းကရေးတယ်ကင်းလင်းထွက်လာခြင်း ပြင်းအားဖြင့်မိုင်းနှလုံးနဲ့လက်ပြပုံတစ်လုံးနဲ့တိုက်ခိုက်ခဲ့တဲ့အကြောင်းရန်ကုန်အာမေယာထပ်မံသတင်းထုတ်ပြန်လာပါတယ်။ကင်းပတ်ဖို့ထွက်လာမဲ့အချိန်စောင့်မိန်ဆော်ထဲလိုက်တာအနည်းဆုံးနှစ်ကောင်တော့ဒဏ်ရာထိနိုင်တဲ့ဆန်ကင်နဲ့ထွက်ထွက်ချင်းဆွဲမိုင်းနှလုံးအတိတစ်လုံးနဲ့ဆော်ထဲလိုက်တာဆိုတော့အနည်းဆုံးကိုပြောတာပါလို့အဲ့ဒီအဖွဲ့တာဝန်ရှိသူတူကပြောပါတယ်။ရန်ကုန်အာမေယာနယ်နဲ့အော်တိုဘားလတဲ့မှာမဟာမိတ်တွင်နဲ့ပူပေါင်းပြီးလေကူးမြို့နယ်ဆေးအုပ်စုရဲ့အထွေထွေအုပ်ချုပ်မှုရှုံးတဲ့ မင်္ဂလာတုံမြို့နယ်ကစံဖို့ဂျုံတွေကိုလည်းတိုက်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်ဒုတိယအနေနဲ့အမတ်လောင်ကအဖြုတ်ခံရတဲ့ကိစ္စမင်းအောင်လိုင်ထံဒေါ်သက်သက်ခိုင်တိုင်ကြားတဲ့သတင်းကိုဆက်လက်ပြောပြခြင်းမှာတယ်အမတ်လောင်ရေရှင်တမတ်ချက်မပြည့်မီလို့စစ်တပ်ရွေးကော်ကဖြုတ်ချခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြည်သူ့ရှစ်ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကစစ်ကောင်ဆောင်မင်းအောင်လိုင်ထံတိုင်ကြားထားတယ်လို့သတင်းရရှိပါတယ်ယင်းရဲ့ဆက်ဆံရေးရှိရဲ့ဗိုလ်ချုပ်မှုန်ကြီးမင်းအောင်လိုင်စီ အခုအမတ်လောင်းအဖြစ်ကနေဖြုတ်ချခံရတဲ့ကိစ္စကိုအခုညီတောင်းခံခဲ့တာရှိလားလို့ဒေါ်တာတတ်ခန့်ကို BBC မြန်မာပိုင်းနဲ့တီးတန်းတွေ့ဆုံမေးမြန်းချိန်မှာအခုလိုဖြေကြားသွားတာဖြစ်ပါတယ်။အဲ့ဒီ24ရက်တပြိုင်နက်ပေါ်တော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုပေးတဲ့စာအတိုင်းပဲဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်စီလည်းပေးထားပါတယ်လို့ဒေါ်တာတတ်ခန့်ကပြောပါတယ်။ NLD အစိုးရလက်ထက်ထောင်ချခံခဲ့ရတဲ့ရခိုင်နိုင်ငံသမားဒေါက်တာအေးမောင်ကိုစစ်ကောင်ဆောင်မင်းအောင်လှိုင်ကတက်ညာပေးလိုက်တာမျိုးအလိုရှိနေတဲ့အကြောင်း ်ဒေါ်တတ်တခိုင်ကဆက်တယ်ထစ်သွင်းပြောကြားသွားပါတယ်နောက်ပြီးခေါ်ယူမင်းမြန်းခြင်းမရှိဘဲရုပ်တရက်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်က ပေရှားခဲ့တဲ့စစ်ကော်မရှင်ရွေးကော်ကိုတည်တင်ပြောဆိုသွားပြီးအော်တိုဘားလ24ရက်နေ့ကအဲ့ဒီရွေးကော်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့တွေ့ဆုံရှင်းပြခွင့်ရရှိခဲ့တယ်လို့ပြီးသုံးလုံးပါတီလို့လူသိများတဲ့ပါတီကောင်းဆောင်ကပြောပါတယ်အဲ့ဒီမှာအတနာခန်စာတင်ခဲ့တယ်လို့ BBC ကအင်တာဗျူးလုပ်တဲ့နေ့ကိုမသိရပေမဲ့ဒေါ်တတ်တခိုင်ကတော့ မနေ့ကတော့စာတခါထပ်တင်တယ်။ကျွန်မသိန်း၅တောင်းတော့သွင်းလိုက်ပါတယ်။ကမ္ဘောဂျားဘဏ်ကိုပြောရှင်တာကဒီပတ်စင်ကိုမပေးချင်လို့မဟုတ်ဘူး။စူးစမ်းပြီးပေးနေရဆိုတာကိုပြောချင်ပါတယ်လို့ပြောပါတယ်။ဆက်လက်ပြီးစစ်တပ်ရွေးကောက်ပွဲကော်မရှင်အပြင်ပြည်သူလူထုထံတော်တသက်ခံကအတွေ့အော်လို့အများအားသတ်မှတ်ထားတဲ့ရွေးကောက်ပွဲကိုတကယ်ဝင်ကျင်တဲ့ဆိုပြီးသတင်းစကားပါသွားပါသေးတယ်။လက်ရှိအချိန်ဒီမင်းအောင်လိုင်းနဲ့စစ်တပ်ရွေးကော်လို့စီကပြန်ကြားစာပြန်မရသေးဘူးလို့တဆက်တည်းဆိုသလိုပြောသွားပါတယ်။ လက်ရှိအတွက်အောင်ရွေးကောက်ပွဲကနေပေရှားခံထားရတဲ့ကိုစလီလောင်း66ရောက်ချင်းရှိနေပြီအဲ့ဒီအထက်ကပါဝင်ခွင့်အတွက်တယောက်တည်းကိုရွေးချယ်ခဲ့မယ်ဆိုရင်တောင်သူဖြစ်ရှင်တယ်လို့ဒေါ်သက်သက်ခိုင်ကဖွင့်ဟပြောကြားတော့ပါတယ်ပြည်တွင်းသတင်းတွေကိုထပ်မံတင်ဆက်ပေးခြင်းပါတယ်ပြည်သူလူထုတရက်လုံးနဲ့အတူလက်တွေ့မယ်ဆိုပြီးစစ်တမ်းညှိနှိုင်းဖို့မရှိရအောင်တပ်တွေပြလိုက်တဲ့အေအေအကြောင်းဆက်လက်နားဆင်ကြည့်ရှုရမှာဖြစ်ပါတယ်ရဟန်းပြည်သူတရက်လုံးနဲ့အတူလက်တွေ့မယ်ဆိုပြီးစစ်တမ်းညှိနှိုင်းဖို့မရှိရအောင် အာခတ်တက်တော်အေကတက်တဲ့ပြလိုက်ပြီးဖြစ်ပါတယ်။အေရန်မြောက်ပိုင်းကြီးတော်မဟာမိတ်တွေဖြစ်တဲ့တန်တက် TNL နဲ့ကိုကန်တက် MND စတဲ့ရှမ်းပြည်မြောက်ပိုင်းခြေဆိုင်တန်တက်လက်နက်ကင်တက်တွေကတုတ်ဖိအားကိုမလွန်ဆန်နိုင်တဲ့အဆုံအပြည့်ရဲ့စေလိုက်ကြရပါတယ်။ဒါကြောင့်ရခိုင်အပါအဝင်မြန်မာတပြည်လုံးကပြည်သူအများစိုးရိမ်နေကြချိန်မှာပဲအေရန်အခုထုတ်ပြန်ပြောဆိုချက်ထွက်ပေါ်လာတာပါ။အခုရပ်ပိုင်းအတွင်းစစ်ကော်မရှင်တက်ကရခိုင်ပြည်နယ်အတွင်း လက်လွတ်ဆုံးချုံထားတဲ့မြို့နယ်တွေကိုနေ့စဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်နေကာအရက်သားပြည်သူတွေကိုတပ်ဖြတ်နေရလို့အော်တိုဘလ31ရက်ညနေပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။အနာတိုင်းစစ်တပ်ကအဲ့လိုအကြမ်းဖက်တိုက်ခိုက်တပ်ဖြတ်မှုရှိနေပေမဲ့မျော်မှန်းထားတဲ့စစ်ရေးနိုင်ငံရေးရည်မှန်းချက်တွေအလုံးစုံအပြည့်အဝအကောင့်ထဲပေါ်စီရေးအတွက်အစွမ်းကုန်စ조사နေရလို့အာခတ်တပ်တော်ကပြောပါတယ်။ ULA အနေနဲ့မျှော်မှန်းထားတဲ့စစ်ရေးနိုင်ငံရေးကြီးမန်းချက်တွေအလုံးစုံအပြေအဝအကောင့်ထဲပေါ်ပေါက်စေဖို့အတွက်အရခပြည်သူလူထုတရက်လုံးနဲ့လက်တွေပြီးအစွမ်းကုန်စ조사လျက်ရှိပါတယ်လို့ဆိုပါတယ်။လက်တလောရခိုင်တပြည်လုံးနှီးပေါက်ကိုစစ်ကော်မရှင်ကလက်လှိုးရဖို့လက်တကမ်းအလို့ကိုရောက်ရှိနေပြီလို့လည်းဆိုထားပါတယ်။စစ်တွေရတေတောင်ပုံနှွန်ပောက်တော်နဲ့ကြောက်ဖြူမြို့နယ်ကပြည်သူတွေနေထိုင်ရာရက်ွက်ကျေးရွာတွေကို စစ်ကောင်ရှင်တက်ကလေယံ drone တို့အပါဝင်လက်နက်ကြီးနဲ့နေ့တိုင်းပြစ်ခတ်တိုက်ခိုက်နေလို့သိရပါတယ်။ဒါကြောင့်အဲ့ဒီဒေသကခလင်းငင်နဲ့အမျိုးသမီးတွေအပါဝင်အယက်သား12ဦးတစ်ဆုံးခဲ့ရပြီး32ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ AIF ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဆက်လက်ပြီးရွေးကောက်ပွဲနှောင့်ချက်တယ်ဆိုပြီးအမျိုးသမီး9ဦးအပါဝင်60နီးပါးကိုစစ်ကောင်ရှင်ဖမ်းဆီးထားတဲ့အကြောင်းတင်ဆက်ပေးခြင်းပါတယ်။ လူမှုကွန်ရက်ပေါ်မှာ reaction ပေးတာကအစရွေးကောက်ပွဲနှောင့်ချက်တယ်ဆိုပြီးဖမ်းဆီးနေတဲ့စစ်ကော်မရှင်ကအမျိုးသမီး9ဦးအပါအဝင် အပြည့်မဲ့ပြည်သူ88ဦးထိဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်စစ်ကော်မရှင်နဲ့အတူဇူလိုင်လနှောင်းပိုင်းမှာပေါ်ပေါက်လာတဲ့ရွေးကောက်ပွဲနှောင့်ချက်ဟန်တာဖြစ်စီခြင်းမှာကာကွယ်ရေးဥပဒေနဲ့ဇူလိုင်31ရက်နေ့ကနေအော်တိုဘာလ29ရက်အထိ3လနေပါကာလအတွင်းအဲ့ဒီပမာဏကိုစစ်ကော်မရှင်ကဖမ်းဆီးအရေးယူခဲ့တာပါ ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်တဲ့လှုံ့ဆော်မှုဝါရဖြန့်မှုကျွလွန်နေတဲ့တွေကိုစုံစမ်းဖော်ထုတ်ပြီးထိရောက်စွာအရေးယူဖို့လဲစစ်ကော်မရှင်ရဲ့ပြည်ထောင်ဝန်ကြီးထွန်းထွန်းတော်ကအမိန့်ပေးတော့ပါတယ်။အော်တိုဘလာ31ရက်ကမြန်မာနိုင်ငံရေတပ်ဖွဲ့ဌာနချုပ်မှာကျင်းပခဲ့တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟုကော်မတီအစည်းအဝေးမှာဥက္ကဋ္ဌတာဝန်ရထားတဲ့ဒုတိယဘုတ်ချုပ်ကြီးကအခုလိုထစ်သွင်းပြောကြားသွားတာပါ။ တခါဒေသအများပြမှာမဲစင်းကြည့်သူမရှိဖြစ်နေချိန်ပထမအချိန်မဲစင်းကျင်ညာထားတာကို လူများပြလာကြည့်ပြီးမဲစင်းစစ်ဆေးတာပြင်ဆင်တာအပြင် ပြန်လည်လျှောက်ထားတာတွေအထိလှုပ်ဆောင်နေကြတယ်လို့မင်းအောင်လည်းတပည့်ကြီးကပြောကြားသွားပါတယ်ရွေးကောက်ပွဲဆိုင်ရာကာလလိုက်လုံခြုံရေးကြိုးပမ်းမှုမရှိစေဖို့စစ်တမ်းနဲ့ပြည်သူစစ်တွေအပါဝင်အဖွဲ့အစုံကအရှိန်အဟုန်မြင့်လှုပ်ဆောင်ဖို့လဲစစ်ကော်မရှင်ဝန်ကြီးကအမိန့်ပေးပြောကြားသွားပါတယ် ရွေးကောက်ပွဲဥပဒေနဲ့အရေးယူထားတဲ့ပတ်သက်ပြီးထွန်းထွန်းတော်ကလုံခြုံရေးကော်မတီအစည်းအဝေးတိုင်းထစ်သွင်းပြောကြားလဲရှိပြီးပိတ်ခဲ့တဲ့စတင်မာမှာလုတ်ခဲ့တဲ့အစည်းအဝေးအတွင်း64ရောက်ရှိရလို့ပြောကြားထားတဲ့အတွက် အခုအခါ88ဦးထိမြင့်တက်လာ ဖြစ်ပါတယ်။အဲ့ဒီဥပဒေနဲ့ချန်ပီယံတောင်ပိုင်းတောင်ကြီးမြို့နယ်အစ်တရာမြို့မှာနေထိုင်တဲ့အမျိုးသားတဦးကိုပထမဦးဆုံးအနေနဲ့ထောင်နဲ့ခုနှစ်နှစ်အထိချမှတ်ထားပါတယ်။ဒါအပြင်ဒရိုက်တာမိုက်တီနဲ့ဇာယင်နှစ်ဦးတို့ကိုလည်းဖန်ဆီထိန်းသိမ်းထားသလို ဒရိုက်တာကိုပေါ့ရဲ့လူမှုကွန်ရက်မှာတင်ခဲ့တဲ့ post ကိုလော့ပရီရဲ့ပေးတယ်ဆိုပြီးဒရိုက်တာစံပူထွန်းသက်လင်ကိုလည်းစစ်ကော်မရှင်ကဖမ်းဆီးလိုက်ပါတယ်။ပြည်တွင်းထဲကနောက်ဆုံးသတင်းအနေနဲ့စစ်တပ်အရာရှိတွေနဲ့ပေါင်းပြီးတန်လျင်မှာလက်ညှိုးထိုးမြေယောင်းစားနေတဲ့အုပ်ကြီးဖမ်းခံရတာကိုပြောပြကြမှာတယ်။နိုင်ငံပိုင်မြေတွေကိုစစ်ကော်မရှင်အရာရှိတွေနဲ့ပူးပေါင်းပြီးလက်ညှိုးထိုးအကွက်ရိုက်ရောင်းစားနေတဲ့ရန်ကုန်တောင်ပိုင်းခရိုင်တန်လျင်မြို့ဗိုလ်ချုပ်ကျေးရွာအုပ်ချုပ်ရေးမှုကိုစစ်တပ်က ဖမ်းဆီးလိုက်တယ်လို့သတင်းရရှိပါတယ်။ဇင်ဝင်းထားအမည်ရသူနမယ်စိုးနဲ့ကြော်ကြတဲ့အုတ်ကြီးကိုစာရဖကအော်တိုဘားလ30ရက်မှာငွေညှစ်ဖို့ဖမ်းဆီးသွားတာဖြစ်တယ်လို့ဒေသရင်းနူးတော်လင်းစာမျက်နှာတန်လျင်မီဒီယာက အော်တိုဘားလ31ရက်မနေ့ကသတင်းထုတ်ပြန်ပါတယ်။တန်လျင်မှာနိုင်ငံတော်ပိုင်ပါလက်မြေတွေကျူးကျော်မြေတွေကိုအကွက်ရိုက်ပေါ်တင်ရောင်းစားနေတာစစ်တပ်ကဂျာရူးကြီးပိုင်းတွေအထိပါဝင်နေရပါလို့တန်လျင်မီဒီယာတာဝန်ရှိသူတူက MP ကိုပြောပါတယ်။ ဇင်ဝင်းထိုင်ဟာနိုင်ငံပိုင်ပါလက်မြေကိုတကွက်ကိုစက်သိန်းထောင်နဲ့ရှိပြီးရောင်းစားနေရခမ်းမန်းအကွက်80ထက်မနည်းရောင်းချပြီးပြီလို့သိရပါတယ်မြေပြင်မှာဒီထက်များဖို့ပဲရှိတယ်လက်ရှိလည်းဗိုလ်ချုပ်ကျေးရွာထက်မှာအကွက်ဖော်လာဆက်တွေအများကြီးရှိရလို့တန်လျင်မီဒီယာတာဝန်ရှိသူကပြောပါတယ်ဇင်ဝင်းထိုင်ဟာအဲ့ဒီကအင်ချမ်းမြေပွဲကြရင်လည်းပေါင်ပြီးမြေရောင်းစားတာအပြင်စစ်မှုန်ထိုင်အကျုံးဝင်လူငယ်မျိုးသားတွေရှိတဲ့အိမ်တွေကိုလာရှင်စက်သိန်းခွဲနဲ့ စစ်မှုန်ထမ်းအသက်အရွယ်မရှိတဲ့အိမ်တွေကိုလစဉ်စစ်မှုန်ထမ်းထောက်ပံ့ခြင်းဖြင့်တက်နှ1000ကောက်ခံနေရလို့သိရပါတယ်။2014ခုနှစ်သကောင်စင်ရဲ့အရာဗိုလ်ချုပ်ကျေးရွာဟာတန်လျင်မြို့နယ်အတွင်းအိမ်ထောင်စု9000နီးပါးရှိတဲ့ကျေးရွာဖြစ်ပေမဲ့မြို့မတောင်ရက်ကွက်နဲ့ကက်လျက်မြို့အတွင်းပိုင်းမှာတည်ရှိနေပါတယ်။ဒီနေ့2025ခုနှစ်အတွင်းတန်လျင်မြို့အုပ်ချုပ်ရေးမှူး6ဦးကိုစစ်တကဖမ်းဆီးခဲ့ပေမဲ့ငွေကြေးရယူပြီးရနောက်ပြန်လည်လွှတ်ပေးခဲ့တဲ့အပြင်အုပ်ချုပ်ရေးမှူးအဖြစ်ပြန်ခန့်ပေးထားတယ်လို့သိရပါတယ်။ နောက်ဆုံးပြပတဲ့ရင်အနေနဲ့တရုတ်သမ္မတရှီကိုနိုင်ငံတော်အဆင့်တွဲဆောင်ပွဲနဲ့ဆွဲဆောင်ခဲ့တဲ့တောင်ကိုရီးယားအကြောင်းပြောပြရင်ဒီနေ့အတွက်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲရန်တာလိုက်ချင်ပါတယ်ခင်ဗျာ။ APEC ထိပ်သီးအစည်းအဝေးပြီးဆုံးချိန်မှာတောင်ကိုရီးယားသမ္မတလီဂျင်မြောင်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ဟာဒီနေ့မှာပဲနိုင်ငံတော်အဆင့်တွဲဆောင်ပွဲအဖြစ်တွဲဆောင်ဆွေးနွေးခဲ့ကြပါတယ်။နာလက်ရှိတောင်ကိုရီးယားနိုင်ငံ ကယောင်းကျူမြို့မှာကျင်းပနေတဲ့အေပက်ခေါင်းဆောင်များထိပ်တည်အစည်းအဝေးကိုရှီကျင်းဖင်ကနှစ်ရက်ကြာတက်ရောက်ပြီးရနောက်တောင်ကိုရီးယားသမ္မတနဲ့တရားတွေ့ဆုံခဲ့ကြတာပါတရုတ်သမ္မတရှီကျင်းဖင်ဟာဒီနေ့အေပက်အစည်းအဝေးကိုတက်ရောက်ဖို့၁၇နှစ်အတွင်းပထမဦးဆုံးအကြိမ်ဖြစ်တောင်ကိုရီးယားကိုရောက်ရှိလာတာပါဒါအပြင်သူဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ကုန်သွယ်ရေးညင်ကြံရေးဆွေးနွေးပွဲကိုလည်းအေပက်ဘေးပတ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်ရှင်နဲ့လီတို့ရဲ့တွေ့ဆုံပွဲမှာ ကိုရီးယားကျွန်းစွင်ငင်းချင်းရင်နဲ့တင်ငင်ရေးဟာနိုင်ငံစလုံးရဲ့ဘုံအကျိုးစီးပွားဖြစ်တယ်ဆိုတဲ့သဘောထားကိုထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။တန်ကိုရီးယားဘက်ကတော့မြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးကိုအကောင့်ထည်ဖို့ဖို့တရုတ်နိုင်ငံနဲ့မဟာဗျူဟာမြောက်ဆက်တင်မှုတွေပုံမခိုင်မာအောင်လှုပ်ဆောင်သွားမယ်လို့ပြောပါတယ်။ဒါနဲ့ပတ်သက်ပြီးမြောက်ကိုရီးယားကဒီဆွေးနွေးမှုကိုအကောင့်ထည်မဖော်နိုင်တဲ့စိတ်ကူးယဉ်မှုလို့ပြစ်တင်ရှုံးချသွားပါတယ်။တရုတ်နဲ့တန်ကိုရီးယားနှစ်ဖက်ခေါင်းဆောင်တွေဒီနေ့ဆွေးနွေးမှုအပြီး လူနေမှုဘဝတိုးတက်ရေးဆိုင်ရာလက်တွဲကြတဲ့ပူပေါင်းဆောင်ရွက်မှုအစီအစဉ်တွေကိုအကောင့်ထဲပို့ဖို့တက်ဆိုင်ရာအစိုးရဝန်ကြီးဌာနတွေကြားလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒီနိုင်ငံတော်အဆင့်တွဲဆောင်ဘွဲဟာတောင်ကိုရီးယားကဒေသတွင်စီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာမဟာမိတ်ဆက်ဆံရေးကိုတင်းကျင်းအောင် ထိမ့်သိမ့်လိုတဲ့ရည်ချက်ကိုဖော်ပြနေပါတယ်။ NBA ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ NBA ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြီးစုအားပေးသူအားလုံးနဲ့တကွာဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်း 土白结束，天气白，莲花啤酒啤酒帮过生日票，加码抢大杯，不喝没未来，啤酒包一个名。